မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတွေအားလုံး2025ခုနှစ်စတလပိုင်းအတွင်းမှာအဆက်ဆရရဘေးဘီယာမှန်မြဝေးကွာလို့အဆက်ဆရရအောင်မြင်မှုတွေလည်ပြီးပိုင်ဆိုင်ရရှိကြပါစေကြောင်းကျွန်တော်ကဒီကနေမေတ္တာပို့ဆုတောင်းထောက်ပနာပြုတာလိုက်ပါတယ်ခင်ဗျာဆရာတို့အချိန်တွေတွေ့ရနဲ့ပြောင်းလဲလာတာအခုဆိုရင်ဟော2025ခုနှစ်ကိုစတလပိုင်းနိုဝင်ဘာလကိုရောက်ရှိလာပြီဒီစတလပိုင်းအတွင်းမှာဆရာမိတ်ဆွေအဲတနင်္လာသာသမီမိတ်ဆွေများအတွက် ဆရာကဒီနှစ်ထောင်25ခုနှစ်ဆက်ရလာပိုင်းမပြောခင်မှာမိတ်ဆွေတို့အနေနဲ့ဒီတစ်နှစ်ဟာမိတ်ဆွေတို့ရဲ့ဟလာဟိုချိန်မှာဘာတွေများပို့ပြီးတော့ကိုယ့်ကိုအဖတ်တင်ခဲ့လဲဘာတွေများအဆင်ပြေခဲ့လဲကိုယ့်ကိုယ်ကိုပြန်လဲသုံးသပ်လို့လဲရလောက်ပြီထင်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနှစ်ထောင်25ဆက်ရလာပိုင်းပြီးတော့ဆရာမဟောမိပြီးခဲ့တဲ့ဆယ်လတာတော့ဒီမှာဒီနှစ်ဟာမိတ်ဆွေတနင်္လာသားသမီးတွေအတွက်ကံကောင်းခဲ့ရဲ့လားအဆင်ပြေမှုတွေရောရရှိခဲ့ရဲ့လားဆရာဟောတဲ့အချက်လစဉ်လတိုင်းဟောစတဲ့နေရာရောမိတ်ဆွေတို့အတွက်တိုက်ဆိုင်ရဲ့လားဆိုတာလေးဆရာက မှတ်မိပါဘူးဆရာကအဲ review လေးရေးပေးပါအောင်ဆရာအနေနဲ့သုံးသပ်ကြည့်အောင်ခေါင်းကြီးဆိုတော့စလိုက်ကြရအောင်2025ခုနှစ်တနင်္လာသတ္တမိမိတ်ဆွေများဒီနိုဝင်ဘာလ17လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့အကန့်ဟာအစမှာတော့ဘာကိုဖြစ်ဖြစ်လက်ရှိမှာမိမိအနေနဲ့စိတ်ထဲမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတော့လာမျိုးဖြစ်တယ်တို့အပြင်ဘာကိုပဲလှုပ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အချိန်ယူကြံ့ကြာတွေ့ဝင်နေတတ်သောကာလဖြစ်တယ် ဘာကိုမစုံမိတ်ဆွေတို့အနေနဲ့ဒီဆက်လှပိုင်းတွေမှာအဲယုံကန်နေရတာမျိုးဘာကိုပဲစတင်လှုပ်ဆောင်လှုပ်ဆောင်အစမှာတော့နည်းနည်းကလေးယုံကန်နေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေတနင်္လာသားသမီးများအနေနဲ့ကတော့လက်ရှိဒီ2025ဆက်လှပိုင်းတွေမှာဆိုရင်တော့ဆရာမိတ်ဆွေတို့အနေနဲ့ ဘာကိုမဆူနဲ့နဲ့ကလေးပုံမူပြီးတော့အလင်းစလုံးလှောက်ဆောင်တာမျိုးအဲစတင်ပြီးတော့ရုံးကန်စိတ်ညစ်စရာတွေထပ်အဲကိုကိုကိုစူးစမ်းပြီးတော့တိဆောက်ပြီးတော့ဘာကိုမဆူဘီယူမဆိုင်ဖဲနဲ့ချိတ်တူပြီးတော့ဇွဲကလေးသာထဲလို့အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ယင်ထဲကဆန္ဒကိုတာရော့ကလေးတွဲကြည့်အောင်မိတ်ဆွေတို့အနေနဲ့ ဒီ2025ခုနှစ်စက်တလပိုင်းမှာဆိုရင်မိမိရဲ့ကံဟာတနင်္လာသားသမီးမိတ်ဆွေများအတွက်ကံဟာဘာကိုမဆိုငါဟာမှုချရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ကံမျိုးငါဟာမဖြစ်မနေစူးစမ်းပြီးတော့ရုန်းကန်မယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်အဲတန်လိုက်ချံကလေးတစ်ခုခုချပြီးလှုပ်ဆောင်တာမျိုးအတိတ်ချံကလေးတစ်ခုခုဖြစ်ပြီးတော့ဒီတနှစ်တာတော့တွင်ဒီလတာတော့တွင်မှာတော့ငါတို့ဒါကိစ္စလေးကိုမပြီးမပြတ်ရင်ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကောင်းမှုချအောင်ရမယ်ဆိုတဲ့စိတ်မျိုးလေးတွေထည့်လောက်ခါမှာ တော်ကကြမယ်လဖြစ်ကြောင်းနဲ့မိတ်ဆွေတို့ရဲ့ယင်ထဲမှာအောင်မြင်အောင်တော့လုတော့မယ်ဖိမြအောင်တော့လုတော့မယ်ဆိုပြီးတော့လေဂျင်းစီတွေးခေါ်နေတော့ကာလာဖြစ်တဲ့အတွက်ဒီလိုတွေးခေါ်စဉ်းစားမှုကလည်းအကြံဉာဏ်ကောင်းတဲ့အဲအောင်မြင်မှုတွေလမ်းစာကိုရရှိတတ်သောစိတ်မျိုးတွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်ပါတယ်ကျမ်းမာရင်ကျမ်းမာရင်လည်းပတ်သက်လာရင်တော့ ဒူးတို့အစင်းမြစ်တို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေဖြစ်တာမျိုးတွေအကျောတင်တာမျိုးလေးတွေအကျောတက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးအနှဲငယ်လေးဖြစ်တတ်တဲ့အတွက်တော့3 view စင်နေမှာတနေ့ကသာသမီမိတ်ဆွေများဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဆိုရင် ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲချွင်းညံ့နေနဲ့ပုံမှုပြီးတော့တာမန်ထက်ပို view site တင်တယ် ယောဂအဟောင်းတွေကကိုယ့်ကိုပြန်ပြီးနှိပ်စက်တာမျိုးလေးတွေအစင်အမြစ်တို့ဒူးတို့ခါတို့နဲ့ပတ်သက်သောကျန်းမာရေးလေးတွေကိုတာမန်ထပ်ပို့ပြီးတော့သတိထားရန်အတွက်တော့လိုအပ်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအထူးသဖြင့်မိတ်ဆွေတို့ဟာဒီလာတာမှာငွေမဝင်ရင်လဲကျန်းမာရေးညံ့နေပြီးတော့အဲ ဟိုဟိုနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့ဇာငယ်လို့ဘောနော်ငွေမွေးငွေလေးအကုန်များလိုက်ဟိုနာကကြိုက်ဒီနာကခဲတယ်လို့ဘာယောဂပြုလို့ဖြစ်မှမသိတဲ့အတွက်တနင်္လာသားသမီးမိတ်ဆွေများရဲ့အိမ်အောင်ချင်များအဖို့ကလည်းငွေကြီးနဲ့ပတ်သက်လာရင်တာမန်ထက်တော့ပို့ပြီးတော့များများတိုးချာမှရမယ့်ကာလဖြစ်ပြီးတော့အဲငွေကြီးနဲ့ပတ်သက်လာရင်ငွေမမြဲတာမျိုးတွေငွေထွက်များတာမျိုးတွေဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်နေငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဟာဒီလမှာငွေကြီးကံမမြဲခြင်းတွေကြုံရတတ်တဲ့အတွက်ချိလာတဲ့ငွေတွေကို အဲကိုယ့်လက်ထဲမှာထားချင်းတဲ့တခုခုကိုယင်းသီးသုံးဆွဲတာမျိုးတခုခုကိုယင်းသီးလှုပ်ဆောင်တာမျိုးပါပုံမအားတာပြီးတော့ကံကောင်းစီတယ်ဆိုတဲ့အကြောင်းနဲ့ငွေဝင်ဝင်နဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲဆိုဖြစ်နေတတ်ပြီးတော့အဲအစင်တော့ပြည်တယ်အဲဝင်တော့ဝင်တယ်ဒါပေမဲ့လက်ထဲမှာလည်းပြရစရာမရှိတယ်လားတို့မဟုတ်ရင်အိမ်ကိစ္စမိသားစုကိစ္စအပေါင်းတဲ့ကိစ္စအခြေရေးကိစ္စအဆက်ဆက်ရရာတွေကြောင့်ငွေကြီးနဲ့ပတ်တိုင်းကိုယ့်အပေါ်ခေါင်းပုံနေပြီးတော့ငွေမမြဲတော့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ အကျိုးပေးသောအလုပ်များကိုဖော်ပြပေးပါရစေ။ဒီလတာတော့ပြမဆိုတနင်္လာသောက်ပြီးမိတ်ဆွေများကို OA Champion နဲ့ပတ်သက်သော လုပ်ငန်းတွေအကျိုးပေးပါရစေ။ OA Champion ဝယ်တာမျိုးစောက်တာမျိုးတွေရှေ့တုဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလအပိုင်းရှာဖြစ်ပါတယ်။စောက်လို့ရေးဆိုင်ရလုပ်ငန်းတွေအကျိုးပေးပါရစေ။အိမ်စောက်ခြင်းနေရာထိုင်ခြင်းအသစ်တွေစောက်လို့ခြင်းတွေ လုပ်ငန်းကိုင်ကအလုပ်ကိစ္စနဲ့ပတ်သက်လို့ရှိရင်တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးသွွားဆိုင်ရာလုပ်ငန်းတွေတိုးတက်နိုင်ပါတယ်ပကြီပမှုဝေဒင်ပိရစံကြံတရုပ်ဆောင်အမှုပညာနဲ့ပတ်သက်လာလို့ရှိရင်လည်းရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်တာမန်ထက်ကိုနည်းနည်းကလေးအားဆိုင်လိုက်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ပါတယ် စားတောက်ကုန်လုပ်ငန်းတွေချိတ်တို့ဆောင်ရွက်လှုပ်ဆောင်မှာအလားကုန်နဲ့ပတ်သက်တာတွေပကြီပခုအဆရှိတဲ့လုပ်ငန်းတွေအလားကုန်ရေးရာတွေဖန်စီရေးရာတွေနဲ့ပတ်သက်လို့ချိတ်တို့ဆောင်ရွက်လှုပ်ဆောင်မှာအထယ်အလိုက်တို့ထိထိပနက် online social media နဲ့ပတ်သက်တာမျိုးလေးတွေအခီးသွွားဆိုင်ရာကိစ္စလေးတွေဖျော်ဖြေမှုဆိုင်ရာလုပ်ငန်းလေးတွေ entertainment ဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအောင်တွေတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းနဲ့ချိတ်တို့ဆောင်ရွက်ရင်လည်းအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကိုကျင်းပရရှိမဲ့လာဖြစ်ပါတယ်မထင်မှတ်ပဲနဲ့ ါပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွားတွေရက်ဝေးခီးသွားတွေနဲ့ပတ်သက်ရင်ထွက်ရတာမျိုးငကူကပတ်စပို့ကိစ္စဗီဇာကိစ္စတွေနဲ့ပတ်သက်ပြီးစောင့်နေတဲ့မိတ်ဆွေများရေချားမြေချားနိုင်ငံခြားဘာသာခြားတွေအတွက်ကိုရှေ့တူတိုးချဲ့လှုပ်ဆောင်မှာဒီကြပါတဲ့မိတ်ဆွေတို့အနေနဲ့မထင်မှတ်ပဲနဲ့မိမိရှိကိုအခွင့်အလမ်းကောင်းတွေရရှိလာပြီးတော့အဆင်ပြေမှာအတိအကျပဲဖြစ်တယ်။ယာဒူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဒူးတိုးတာမျိုးယာဒူးတက်တာမျိုးတွေဒီလဟာကျင်းတည်စူးစမ်းတင်တော့ကာလဖြစ်ပြီးတော့ စူးစမ်းရင်လည်းစူးစမ်းသလောက်အထောက်အကူရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကသာသမိနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေနေရာထိုင်ရင်းနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေမှာဒီကာလမှာတိုးချဲ့ပြီးတော့လှုပ်ဆောင်ရင်လှုပ်ဆောင်သလောက်အောင်မြင်ထင်ပေါ်ခြင်းထွန်းတောက်ခြင်းတွေကြုံရမဲ့လာဖြစ်ကြောင်းလဲဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲစွန့်လာလို့ပေါ့ အလှပဆိုင်ရာလုပ်ငန်းတွေနော်ဟိုအလှကုန်ဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းကိုက်ကိုက်ငန်းတွေပတ်သက်ပြီးလုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာလည်းများစွာအထောက်အပံ့ရရှိပြီးတော့အလုံးမှန်သမျှလုပ်ငန်းမှန်သမျှကိုချိတ်တိုးဆောင်ရလှုပ်ဆောင်ရင်အားသာတိုးတက်ပြီးတော့ကံကောင်းစီတော့လဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီယာရုလုပ်ငန်းကိုက်ငန်းတွေပတ်သက်ပြီးတော့လည်းယာရုတိုးတာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်ပြီးတော့နေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ချင်းလည်းနေရာထိုင်ခင်းအစ်စ်တွေပိုင်ဆိုင်ခြင်းတွေစောက်လုပ်ခြင်းတွေအဲ ဆလာလို့ကဝယ်ချင်းတွေအိမ်ချမ်းမီမိယာနေရာထိုင်နေတဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြအောင်ဆောက်လုပ်လှုပ်ဆောင်ခြင်းတွေမပြီးမပြတ်ဖြစ်နေတဲ့အိုးအိမ်ချမ်းမီလုပ်ငန်းတွေကိုလည်းချိန်တိုဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျမထင်မှတ်ဘဲနဲ့ပုပ်ကိုဇက်ပဋ္ဌာန်းဆက်တွေမမြင်ရသောကုညီမှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ပဋ္ဌာန်းဆက်ကောင်းတွေပုပ်ကိုကောင်းတွေကိုစောင်းနဲ့ကောင်းတွေ အဆောင်မှချင်းကြီးစုချင်းတွေရရှိနိုင်တဲ့အတွက်ထီကန်ဆန်းချင်းထီထိုးချင်းစွမ်းရလို့ပေါ့ကံကိုအလုံးလိုက်အစင်လိုက်ရတနာပုံစိုက်ကင်းဆိုင်တယ်လို့ငွေကြီးနဲ့ပတ်သက်ရင်လည်းမထင်မဖဲနဲ့ဘဝအရှိန်တွေတစ်ခုပြောင်းလဲသွားနိုင်တဲ့အခွင့်အရေးမျိုးတွေပေါ်လာတယ်လို့သားရွှေကိုထမ်းလာတယ်လို့ရရှိမဲ့ကာလဖြစ်ပြီးတော့သားသမီးများရှိသောမိတ်ဆွေများနီးဆက်ရဖျားစီဒီမှာသားသမီးစုပန်ခြင်းသို့မဟုတ်ညောင်မင်းကြီးကြီးမှာဖျားစုတောင်းခြင်းမျိုးတွေအဲစွမ်းရလို့ပေါ့ကာလီမန်မေရောတို့လက်ရှမီမေရောတို့ ဲဆွနာလိုတူလာတတိလိုအဆရှိတဲ့ပုံကိုဒီနာမှာတားစုပန်ပြီးဆူတောင်းခြင်းဟာမိမိတို့အတွက်သာသမီကံများစွာအထောက်အကူရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့သာသမီနဘောကလိုချင်တဲ့သူတွေအနေနဲ့ကတော့ရှေ့သို့ဆောင်ရွက်ပြီးတော့ဆူတောင်းခြင်းတွေအဋိဌံပြုခြင်းတွေကျင့်သိလို့ပါအောင်မြင်ခြင်းတွေရရှိမဲ့လာဖြစ်ကြောင်းလဲဆရာကအားရပါရဝမ်းသာစွာထားလောင်းပြောကြလိုက်ပါရစေဆက်ပစ္စည်းအတိတ်တွေဝင်လာမျိုးတွေအဟောင်းကြီးပြတ်ပြီးတော့အတိတ်မဖြစ်မနေဝယ်လိုက်ရတာမျိုးတွေကြုံဟတ်တတ်ပါတယ်ပတ်စံပြောက်တာမျိုး တခိုးခိုးခံရတာမျိုးဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့တခိုးခိုးတာမျိုးတွေပျောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တောင်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိထားပါတာလေးတွေကိုတတိပြုရန်အတွက်လည်းလိုအပ်သောလအဖြစ်ကြောင့်ထပ်လောင်းပြောကြားလိုက်ပါရစေ။ဘာကိုဖြစ်ဖြစ်အိမ်နွေးကိစ္စလေးတွေမှာနည်းနည်းညံ့ပါလေ။အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေတတိထားစင်ကျင်ပေးရန်လိုအပ်သောလအဖြစ်ကြောင့်ထပ်လောင်းပြောကြားလိုက်ပါရစေ။လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ အဲမိမိတို့ရဲ့အခြေအနေမှာကံအားနည်းနေသောကာလဖြစ်တဲ့အတွက်မိမိချက်သောမြတ်လို့သောသူကိုဖွင့်ပြောကမှနားလည်မှုလွဲတာမျိုးလေးတွေအဲအခြေအနေနဲ့ပတ်သက်လို့ငွေကုန်ကြေးကျအနည်းငယ်လေးများရတတ်သောလားဖြစ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းတတိပြုစင်နေရလိုအပ်ပြီးတော့အခြေအနေကိစ္စလေးတွေမှာအဲမိဆွေတို့အနေနဲ့ဟိုမရေရာမသေးရာမျိုးလေးတွေမိတ္တာကြီးကံအားနည်းနေတဲ့အတွက်ဝဝစာဝဝအိပ်ပြီးတော့လုပ်ငန်းကိုချိတ်လို့လှုပ်ဆောင်ရင်အဲဆရာလို့လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရင်တော့စိတ်ချမ်းသာစရာဖြစ်မှာအတိအကျပဲဖြစ်တယ်ခင်ဗျာเนาะ ကောင်းပြီတမီးစားများအနေနဲ့လည်းတဦးနဲ့တူတယောက်နဲ့တယောက်တန်လျာတွေများနေတာမျိုးလေးတွေအိမ်ထောင်ပြုရန်စိတ်ဆက်ရန်တိုင်းငင်ဟာမှပြဿနာအခက်အခဲလေးတွေပေါ်လာတာမျိုးလေးတွေမိမိရဲ့ပုံကိုယ်တွေပဋ္ဌာန်းဆက်တွေကမကြိုက်တာမျိုးလေးတွေဥစ္စာဆွဲတိုက်ဆွဲလို့အစရှိတဲ့ပုံကိုယ်မျိုးလေးရှိရင်လည်းတနည်းလာတာတမီးမိတ်ဆွေများအိမ်ထောင်ပြုရန်စိတ်ဆက်ရန်အတွက်လူကြီးမိဘတွေနဲ့တိုင်ပင်တာမျိုးလေးတွေမိမိတို့တီကျွမ်းနားလေတော့လော်ကီဆရာတွေနားမှာအဲပြုလုပ်တဲ့နာမျိုးအိမ်အောင်ပြုကတောင်းတာမျိုးဘာညာတွေပြုလုပ်တဲ့နာမျိုးပြုလုပ်ရန်လိုအပ်ပြီးတော့ အရှိန်နဲ့ပတ်သက်လို့မဟုတ်ရင်တော့အစင်မပြေခြင်းနေအတိုက်အခိုက်တွေများစွာကြုံပြီးတော့အခက်အခဲအကျက်တွေကြုံတက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်ပြီးတော့အာနာပါနရှုရင်တရားပေါက်နိုင်တော့ညာလေဝင်ငွေထွက်ငွေဖြစ်နေတတ်ပါတယ်ငွေမမြဲဘူးဆိုတဲ့သဘောငွေကြီးနဲ့ပတ်သက်ရင်ဟိုဘက်ကဝင်ဒီဘက်ကထွက်နေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေမြဲစီရန်အတွက်ရေတရာလေးတစ်ခုလက်ဆောင်ပေးပါရစေ ဂတ်ထုဆာရော်လေးတူရဒီဘက်ကလည်းနှစ်လက်မှဆိုရင်အလျားလည်းနှစ်လက်မှဆိုအနံလည်းနှစ်လက်မှပါသို့မဟုတ်ရင်ဆရာကြီးနှစ်လက်မှမလုပ်ရှင်လို့နှစ်ပေဆိုရင်လည်းအနံကနှစ်ပေဆိုရင်အလျားကနှစ်ပေဖြစ်ရပါမယ်အဲ့ဒီလိုနှစ်ပေကြားထဲမှာမှဆရာတို့က၄000ပွင့်လေးတခုကိုဇွဲလိုက်ပါမိတ်ဆွေတို့အနေနဲ့မျက်စိနဲ့မြင်သာအောင်ဆရာကဆွဲပြရရရင်ဆရာမိတ်ဆွေများဆရာကမြင်သာအောင်ဆွဲပြရရရင်တော့အဲဒီလိုလေးပါခင်ဗျာ ဒါကအလျားက2ပြီဒါဆိုရင်ဆက်မယ်ဆိုလို့နေနဲ့အထဲမှာဝင်လေးတစ်ခုကိုဆွဲလိုက်တာပေါ့နော်အလျားက2ပြီဆိုရင်အနံကလည်း2ပြီเนาะဆက်မယ်ဆိုလို့နေနဲ့ဒီလိုလေးဆွဲခိုင်းတာဖြစ်ပါတယ်ခင်ဗျာเนาะ โอเคအဲ့ဒီလိုလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့အလျားနှစ်ပေအနမ်းနှစ်ပေဒီလိုလေးမျိုးလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့ရှစ်တူဆောင်ရွက်ပြီးတော့အာပလတ်စတစ်လေးလောင်းပြီးမိမိရဲ့ပတ်စံအိတ်ထဲမှာစောင်းထားပါခင်ဗျာဒါဆိုရင်ငွေမဲပါတယ်ခင်ဗျာเนาะ ပြန်ပြောပြပါမယ်အလျားက2ပြီအနံက2ပြီသို့မဟုတ်အလျားက2လက်မှအနံက2လက်မှလေးကို၄ချောင်းပွင့်ကလေးဆရာပုံမှန်ပြထားတဲ့အတိုင်းဆွဲပါဆွဲပြီးသွားတဲ့အခါ plastic လေးလောင်းလိုက်ပါခင်ဗျာ plastic လေးလောင်းပြီးတော့စောင့်ထားပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်တန်ငွေငွေလေးမြဲပြီးတော့ကျင်းတည်ပါအဆင်ပြေအောင်ပြီးတိုးတက်မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင်တော့အိမ်နွေးကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းလူမှုရေးကိစ္စလေးတွေကြောင်းမဖြစ်မနေငွေကုန်ကြီးကြများတတ်တယ်လို့ ပတ်စံငွေမမြဲတော့လာမှာအဲတင်းထားရင်ကြပြောက်တာမျိုးလေးတွေယူသွားရင်ကြပြောက်တာမျိုးတင်းထားရင်တခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်တိုင်ဘာကိုမဖြစ်ဆိုကိုယ့်လက်ထဲဝင်လာရင်တိတ်ပြီးရှည်ဝေးစဉ်းစားမနေဘဲနဲ့ယင်းနှီးလှုပ်ဆောင်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ယင်းနှီးလိုက်တာမျိုးအဲဆွေးညက်နေနဲ့ဟိုကိုယ့်လက်ထဲကြကြမထားဘဲနဲ့တုံးစရာရှိတာပြီးစရာရှိတာကိုလှုပ်စရာရှိတာကိုကြံ့ကြမနေဘဲလှုပ်ဆောင်မှာပုံမူအားသာကောင်းမှုတိုးတက်နိုင်ပါလေအိမ်တော်ဟင်းနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါ အိမ်အောင်ဘက်ရဲ့ယာဒူးတိုးချင်းယာဒူးတက်ချင်းမျိုးလေးတွေကြောင့်သို့မဟုတ်ရင်အဆက်အသွယ်ပြတ်နေတော့အိမ်အောင်ကြီးမှပြန်လဲစုံစည်းရတာမျိုးအိမ်အောင်ကြီးနဲ့ပတ်သက်လို့ငဘူကတအုပ်နဲ့တအုပ်တယောက်နဲ့တယောက်တွေးအေးနေတာမျိုးနားလည်မှုလွဲနေတာမျိုးမခေါ်မပြောဖြစ်နေတဲ့နှစ်ကာလများစွာအိမ်အောင်ကြီးတွေတောင်မှဒါသမီးကိစ္စကိုအကြောင်းပြုပြီးဖြစ်စေနေရာထိုင်ခင်းကိစ္စကိုအကြောင်းပြုပြီးဖြစ်စေအိမ်အောင်ကြီးနဲ့ပတ်သက်လာရင် သွေးအေးနေတော့အိမ်တော်ကြီးတွေမှာနှွေးထွေးမှုတွေပြန်လဲရရှိပြီးတော့တုံးနဲ့တူနားလည်မှုရှိအောင်ရှေ့တူဆောင်ရရင်လှုပ်ဆောင်ရင် အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဖတ်လောက်ပြောကြလိုက်ပါရစေခင်ဗျာအပြောအဆိုနဲ့ပတ်သက်လို့ရှိရင်ရှေ့တူဆောင်ရလှုပ်ဆောင်မှာအဲဘာကိုမဆိုဆက်ဆံရေးကောင်းသောမိတ်ဆွေတင်းလာသောသမီးများကိုဒီကာလဟာအထောက်အကူတွေအများကြီးရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေမထင်မှတ်ပဲနဲ့ဖယားခုခီးထွက်ရတာမျိုးဖယားခုခီးသွားရတာမျိုးလေးတွေအလေသွားရတာမျိုးလေးတွေဂျုံဟာတက်ပြီးတဲ့အခါ အိမ်မက်ထဲမှာဖယားတို့ဇေဒီတို့တိန်းတို့ပရဝန်းတို့ဖုံးကြီးတို့အစရှိတာမျိုးလေးတွေကိုဆွဲမှတ်တဲ့အခါမှာကိုယ့်ရဲ့ကံဟာတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက်ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူကိုများစွာရရှိမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။တတိယစင်ကြီးရမှာတော့ထွေထွေတူးတူးမရှိပါဘူး။နံပါတ်1ကျမ်းမာရေးနဲ့ပတ်သက်ရင်ညံ့တက်တဲ့လာဖြစ်တဲ့အတွက် မိမိတို့အိမ်မှာရှင်နှချောင်းဝင်လာမျိုးလေးတွေမကောင်းပါဘူးတကယ်လို့ကျမ်းမာရေးညာလို့ရှင်နှချောင်းဝင်လာရင်ရှင်နှချောင်းအရှင်ထွက်ပေးလိုက်တာမျိုးအသိမထွက်အောင်အရှင်ထွက်ပေးလိုက်တာမျိုးဖြစ်စီဆက်ပစ္စည်းယင်တွေခဏခဏပြက်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဆက်ပစ္စည်းယင်တွေအသိဝင်လာတာမျိုးဖြစ်စီမိမိအိမ်တွေမှာဆက်ပစ္စည်းအဆုပ်တွေပြက်ကြရင်အဆုပ်တွေရှင်စွန့်ပေးလိုက်ပါဒါဆိုရင်ကံကောင်းပါလိမ့်မယ်မိမိတို့ရဲ့နေနံတူဖြစ်တဲ့ငါးစာကျွေးတာမျိုးခိုးစာကျွေးတာမျိုးခွေးစာကျွေးတာမျိုးဒီလိုမျိုးလိုကြေရာလေးတွေကိုဒီလဟာ ခမင်းများလှုပ်တင်ပြီးတော့ဘာလှုပ်လို့အခက်အခဲကြက်တဲ့ဒီကြုံနေရတဲ့တနေ့ငါသားသမီးမိတ်ဆွေများဖို့တော့ခိုးစားကလေးတွေးတာမျိုးငားလေးလှုပ်ပေးလိုက်တာမျိုးဘေးမဲ့ပေးလိုက်တာမျိုးလှုပ်ရင်မိတ်ဆွေတို့ရဲ့အကံကအင်မတန်ကိုအားသာကောင်းမှုပြီးကုသိုလ်လည်းရရေရရာလည်းဖြစ်ပြီးကန်စာတာတက်စီမှာဦးတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဂျင်းတီပေါ့အားသာကောင်းမှုအကြောင်းကိုတိုးတက်ကြောင်းကိုထပ်လောင်းပြောခြင်းပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ ဒီလက်တာတော့ဒီမှာဆိုရင်တနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တောက်ကြနေ့ဒီမှာချိန်တိုးပြီးတော့စတူပေါင်းစုလောက်တာမျိုးတွေကကံရဲ့အထောက်အပံ့ကိုရရှိတက်ပြီးတဲ့အခါရွှေဝင်နာမျိုးလေးတွေကြုံရတတ်ပါတယ်လက်တုံမင်းတို့လူကြီးတို့အထက်လူကြီးတို့အကြီးအကဲတို့အเจ้าညာမျိုးစုံတွေတစိုးလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလအပိုင်းခြားဖြစ်ပါတယ် passport လုပ်ငန်း visa လုပ်ငန်းနဲ့ပတ်သက်ရင်ဒီလက်ဟာချိန်တိုးဆောင်ရလောက်ဆောင်မှာယာဉ်ထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်ထုတိုးခြင်းယာဉ်ထုတက်ခြင်းတွေ ထီကံကောင်းခြင်းတွေထီပေါက်ခြင်းတွေကျိန်းသိရရှိတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုပြောဆိုပြီးတော့ရှေ့တို့ရင်အောင်မြင်တိုးတက်မှုတဲ့ကံကောင်းမှုတွေရရှိမှာအသေးရာပဲဖြစ်တယ်။ငကူကကျမ်းမာရင်ညံ့နေတော့မိတ်ဆွေများဆရာသမားအပြောင်းလဲစည်းဝါးပြောင်းလဲလေးတွေနဲ့ကုသလိုက်ရင်အစင်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဘာလို့ပြန်ကြံလို့မိတ်ဆွေတို့ဘာသာရေးနဲ့ပတ်သက်လာရင် ဘဇက်ကဖျားလက်ကကာယဖြစ်တတ်တဲ့အတွက်ဒီတစ်ချက်ကိုတည်ထားဆင်ကျင်ပေးရန်အတွက်တော့မြတ်စွာဘုရားပြီးတော့ဘာသာတရားပုံမှုလှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကံကောင်းစေတော့ကာလပိုင်းခြားဖြစ်ပါတယ်စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်မိသားစုကိစ္စအမွေကိစ္စတွေသူများရဲ့အမှုကိစ္စတွေဂျားတုံးဂျားမဝင်ကောင်းမှုဆိုတဲ့အတိုင်းတုံးနဲ့တူတယောက်နဲ့တယောက်ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်နေပါမိသားစုရဲ့ကိစ္စတွေသူများရဲ့အိမ်တွင်းရဲ့ကိစ္စတွေကိုကိုယ်ရကိုကဝင်ရောက်ကူညီလိုက်တာမှာကိုယ့်အပေါ်မှာပြဿနာတွေ အဖြေချတာမျိုးလေးတွေကိုယ့်ကိုအပြစ်မြင်တာမျိုးလေးတွေကြုံဟတ်တတ်တော်လာဖြစ်ပြီးတော့အခါကိုယ့်အနေနဲ့မလိုလားအပ်တဲ့ပြဿနာတွေရှင်းရတတ်တဲ့အတွက်သတိပြုစင်ကြရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေဒီလက်တာတော်တမှာအကျိုးပေးသောအရာဟာအရှိမြောက်တောင်ကြီးရဖြစ်ပြီးတော့စန်တီယာအရာကတော့တောင်စုစုကြီးရဖြစ်ပါတယ်ခမရအကျိုးပေးကံကောင်းစီတော့ကဏ္ဍအဖျားတွေအနေနဲ့ဆိုရင်တော့၄ကဏ္ဍ၆ကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့ အဝါရောင်ညီညိုရောင်အသားရောင်များများပါသောအရာတွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာကိစ္စမှန်သမျှကိုချိတ်လို့ဆောင်ရရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေလက်ခမောက်ခတ်အောင်ရရှိစီမှာအထေချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလာတာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့အိမ်ကမသွားမီမိမိရဲ့အိမ်ဝင်ပေါက်ကိုဖြစ်စီ မြတ်စွာဘုရားကိုဖြစ်စေသို့မဟုတ်မိမိယုံကြည်သောအိမ်ဆောင်နဲ့ကိုဆောင်နဲ့ကိုအာယုံပြုပြီးတော့အမွေးနံ့တာကလေးသုံးချက်စွဖြန်းပြီးတော့ဖြစ်စေအမွေးနံ့တာလေးပတ်ဖြန်းပြီးတော့ဖြစ်စေတွားပါဒါဆိုရင်အောင်မြင်မှုနဲ့တိုးတက်မှုတွေများစွာရရှိပြီးတော့ခံကောင်းစေမှာအထေချာပဲဖြစ်တယ်ခင်ဗျာတတိယဆင့်နေရာမှာတော့အခြေစူးစူးရက်ကိုခရီးထွက်တဲ့အခါကျမ်းမာရေးကိစ္စတွေထွက်တာမျိုးတွေအားနည်းစီတော့လာဖြစ်ပြီးတော့အခြေစူးစူးရက်ကဧည့်သည်ညအိတ်လာတဲ့အခါကျမ်းမာရေးအနေနဲ့ချူချာညံ့တဲ့ကြောင့်ထလောင်းအကြံပေးပြရစီခင်ဗျာ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆက်ပစ္စည်းခြင်းနဲ့ပတ်သက်တာမျိုးတန်ဖိုးရှိတဲ့အရာတွေကိုအထားမမားပါနဲ့အဲအရေးကြီးတဲ့အခါတည်သွားတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့တတိထားပြီးတော့တည်ပြီးဖို့လိုအပ်ကြောင်းနဲ့အထားမားခြင်းပစ္စည်းပြောက်ခြင်းတွေကြုံရတတ်ကြောင်းဖက်လောင်းအကြံပေးပြောကြလိုက်ပါစီဒီလတာတော်တွေမှာဆိုဘာကိုလှုပ်လှုပ်တနှင်းလာတနှင်းလာချင်းတွဲလှုပ်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတဲ့အခါငွေကိုဖြက်လန်းနေလိုက်တာမျိုးလေးတွေငွေရှိတာမျိုးလေးတွေဟာ ဒေချာပါတယ်မိတ်ဆွေများကိုစုံးလို့ဟာမရခိုင်လို့များတတ်တဲ့အတွက်ငွေရှိတာမျိုးလေးတွေမှာတော့ငွေကြီးနဲ့ပတ်သက်လာရင်တော့အားနာရင်ခါပါတတော်လဖြစ်ကြောင်းလဲထပ်လောင်းအကြံပေးပြောကြားလိုက်ပါရစေဒီလတာအတော့တွင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ဂုံပစ္စည်းတွေကိုမိမိတို့ရောင်းကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိတွေ့ပြီးရောင်းလိုက်ပါကအယောင်းထွက်အယောင်းထွက်ပြီးတော့ကန်ကောင်းစီမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အထိတ်ချံပြုလို့တဲ့ဇာငရဲ့မိတ်ဆွေများ အဋိဌံပြုလို့တပါဆိုရင်တော့ဟိုဆရာတို့အနုတ္တသောပုရိဒဓမ္မတာရတ္ထိဆိုသောဂုံတော်ကိုဖြစ်စေတန်ဖို့တေကာရာကိုတနည်းကိုတက်စင်နှုံးနဲ့အဋိဌံပြုတာမျိုးလေးတွေတနည်းကိုပတိစိတ်လို့တပါဆိုရင်လည်းဆရာတို့အနုတ္တသောပုရိဒဓမ္မတာရတ္ထိဆိုသောပတိကိုတနည်းကိုခုနှစ်ပတ်နှုံးနဲ့၁၁ရက်တည်းတည်းအဋိဌံပြုလိုက်ပါကအခက်အခဲမှန်လားမလားယူပြစ်တယ်လို့ပိန့်ကြရောပေါ်ရင်မတင်ပြင်းစင်လွင့်ပြောက်သွားမှာအသေးချာပဲဖြစ်ကြောင်းပြောလို့ပါတယ်ခင်ဗျာ အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေရန်ပြုလုပ်ရမယ်ရေဒီယိုကိုမပြောမီဇာန်ကနာပေတင်မြင်ခြင်း0939293916 7902416 7902416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်96305059မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ဆရာနောက်တစ်ပတ်အဲကိုတော့ဆရာတောင်ကြီးဟောခါမှာရှိပါမယ်ဆိုတဲ့အကြောင်းနဲ့ဆရာမိတ်ဆွေတွေအတွက်ကြင်ညာရင်းနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးငွေကြေးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေဒီယိုနီနဲ့ဆိုရင်တော့ဖြင့် ကျတော့ကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံတောက်ရည်ကတခွက်ထက်အလဲမှာဖျောင်းနိုင်တွင်ပြီးတော့တနင်္လာနေ့တိုင်းမှာမြက်စွာဘုရားကိုလူတန်းပြီးတော့အခက်အခဲတွေပြေလည်အောင်ဆူတောင်းခြင်းအားဖြင့်မိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်စေမှာအတေချာပဲဖြစ်ကြောင်းပြောရင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အောင်မြင်စဉ်ပြေလို့ယရနာစင်ကြောက်ဇေတောက်ပဲကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့တော့စီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံကြပါစေကြောင်း ဒီကနေဆရာလိုက်လိုက်လေးလေးမေတ္တာပို့ဆူတောင်းပြောကြလိုက်ရပါတယ်ခင်ဗျဆရာတို့အင်္ဂါမှာပြန်ဆုံရတာပေါ့ဗျာ